မင်္ဂလာပါဒီနေ့22ရက်5လ2025မှာပြောပြမယ့်ဂျပန်သတင်းကတော့ဂျပန်ကစားတိုက်ဝင်တဲ့တယောက်ရဲ့စီးဖောက်ပြီးတော့ကိုယ့်ရဲ့ customer ဖုန်းနံပါတ်ကိုအလွဲသုံးစားလုတာပေါ်ပေါက်သွားတဲ့သတင်းလေးကိုပြောပြသွားပါမယ်ကိုရီးညမမှာလည်းဒါစားတိုက်ဝင်နေမှာမဟုတ်ဘူးပုတ်ကလေးက delivery တမားဒီမှာလည်းစောင့်သိန်းသိတဲ့ခြင်းဝင်တစ်ခုကကိုယ့်ရဲ့ customer အချက်လက်တွေကိုအလွဲသုံးစားမလုပ်မိဘူးကအရေးကြီးပါတယ်ခုဂျပန်မှာဖြစ်သွားတဲ့အကြောင်းကိုပြောတော့မယ်နော်ဂျပန်မှာဖြစ်သွားတာဆိုရင်20အရွယ်အမျိုးသမီးတစ်ယောက်စီကို သူမှမသိရဖုန်းနံပါတ်ကဆက်လာတယ်ပေါ့နော်အဲ့ဆက်လာတဲ့သူကဘာပြောလဲဆိုတော့မင်းရဲ့အိမ်ထဲကငါလှုပ်ဝဲကြကူတာတယ်မင်းကိုကိုးရိုက်တာတဲ့ဗီဒီယိုကိုလိုင်းပေါ်တင်လိုက်ရမလားအဲ့လိုမလုပ်စီခြင်းဘူးရက်စိတ်ခြင်းနဲ့ဆိုရင်မနေ့ပြန်ဘာပူတာ ਉਹ ပေါ့နော်လာနိုင်မလားဆိုပြီးတော့သူကချင်းဆိုလာတယ်ဖုန်းဆက်လာတဲ့သူက39နှစ်အရွယ်ရှိနေတဲ့အစားတဲ့ဝင်တဲ့တယောက်ပေါ့နော်သူက20အရွယ်အမျိုးသမီးရဲ့အိမ်ကိုသူကဒါပြစ်စီးသွားဖို့တဲ့အချိန်တုန်းက ဒီလိပ်စာပေါ့နော်ဖုန်းနံပါတ်ပါတဲ့လိပ်စာကိုဖုန်းနဲ့ရိုက်ထားခဲ့တယ်။နောက်ပြီးတော့ကြာမှသူကဒါအလုပ်ပြီးတဲ့အချိန်ကြာတော့မှအဲ့ဒီအညိုသမီးကိုဖုန်းဆက်သွယ်တာပါ။ရဲတပ်ဖွဲ့ကသူ့ရဲ့ဖုန်းကိုရှာဖို့ကြိရှိရတဲ့အခါမှာလွန်ခဲ့တဲ့နှစ်နှစ်ခရီးကရိုက်သိမ်းထားတဲ့ဒီလိုမျိုးပေါ့နော်။ customer ရဲ့ဖုန်းနံပါတ်ပါတဲ့လိပ်စာတွေကိုသူ့ရဲ့ဒီဖုန်း screen shot တွေမှာတွေ့ရှိတယ်ပေါ့နော်။ရဲစစ်ချက်အရာအဲ့ဒီစားတိုက်ဝင်တဲ့ဂျပန်ကဘာပြောလဲဆိုတော့ငါဒီလိုလုပ်နေတာလွန်ခဲ့တဲ့၄၅နှစ်ခရီးကလုပ်နေတာပါတဲ့။အဲအမျိုးသမီးတွေကိုသူကညာကြိုက်ပြီးဖုန်းဆက်ပြီးကြူနေတဲ့ပုံပေါ့နော်။ အခုဒီအမျိုးသမီးနဲ့လေ तू ကဒါတွေးဆောင်ဖို့တီးတော့ तू စိတ်ကူးမရှိခဲ့ဘူးအစဆဆာချင်းဖုံးဆက်ချင်းရတော့ဖုံးနဲ့ပဲကျူတဲ့သဘောပေါ့နော်ဒါပေမဲ့ဖုံးပြောရင်းနဲ့မှ तू ကလိန်စိတ်ထလာပြီးတော့အဲတွေးချင်းစိတ်ဖြစ်လာတယ်ပေါ့နော်အဲဒါကြောင့်အဲမင်းကိုခွေးရိုက်ထားတာလေးရှိတယ်ပါညာပြောပြီးချင်းချောက်ပြီးတော့ဒါတွေးဆောင်ဖို့ तू ကချင်းလိုက်တာပါဆိုပြီးဝန်ခံထားပါတယ်အဲဒါကြောင့်ဒါဂျပန်မှာရောက်ရှိနေတဲ့မြန်မာတွေလွန်ခဲ့တဲ့၄ငှက်နေကြတဲ့ရောက်ရှိနေတဲ့မြန်မာတွေပေါ့နော် ကိုကိုလွန်ခဲ့တဲ့လင်းကနေကခုလိုအမီမတိဖုံးဆက်ပြီးတော့အဲလာကျူတဲ့ဂျပန်ရှိနေရဆိုဒီလိုဖြစ်နေနိုင်ရပေါ့နော်အဲ့တရင်တွေကိုပြပြသွားတာဖြစ်ပါတယ်အဲ့တော့ဒါအမီမတိဖုံးတွေဆက်လာတယ်ဆိုလည်းဒီလိုမျိုးတွေရှိနေနိုင်တယ်ဒါကိုရဲ့ privacy အချက်အလက်တွေပေါက်တာပေါ့နော်ဒါမဖြစ်တဲ့ဂျပန်လိုနိုင်ငံမျိုးမှာဆိုတော့ဟုတ်ကဲ့တရင်ကတော့ဒီလောက်ပါပဲတရီကားဆင်ခင်ကြပါဒီလိုမျိုးဖြစ်ရတဲ့ကြုံလာရင်လည်းဒါကြောက်ဖို့မလိုဘူးဆိုတဲ့အကြောင်းလေးကိုပြောပြတာဖြစ်ပါတယ်။ကျွန်တော်ကတော့2017ခေတ်က Facebook မှာဆိုရင် Hana Sakari Japan ဆိုတဲ့အပိတ်မှာဂျပန်တင်းနေရှိတယ်ပေါ့နော်။ YouTube မှာဆိုရင် YouTube မိချင်တယ်မှာဂျပန်သတင်းဗီဒီယိုတင်ပါတယ်ကျေးဇူးတင်ပါတယ်